ဇာလန်လီရဲ့အဆောက်မှာတော့လူဖီတယောက်ကြောင်းဆောင်တစ်ခုပေါ်မှာထိုင်နေရင်လက်ထဲမှာရှိတဲ့ရုပ်ပံကားကိုဂိုင်ကသူကကျေနပ်နေခဲ့ပါတယ်။နောက်ပြီးတစ်ဖက်မှာရှိတဲ့နာမီနဲ့ဂျန်နဲ့အဖွဲ့သားတွေကိုစိတ်ဝင်စားစရာတစ်ခုတွေ့ထားပြီးဆိုပြီးလမ်းအောင်နေခဲ့တာပါ။နောက်ပြီးလာကြည့်ခိုင်းနေပါတယ်။ဒါကိုကြတော့နာမီတယောက်သူတို့အယူကပ်တိန်တယောက်ဘာရီပြောရွှေနေပြန်ပြီလဲမသိဘူးဆိုတာစိတ်ပြတ်နေခဲ့တာပါ။အဲ့ဒီအချိန်ဆန်ကြီးကနာမီနားကိုရောက်ရှိလာပြီးနေပူစာလုံနေတဲ့ခန္ဓာကိုယ်ကိုနှိမ့်နယ်ပေးဖို့ပြင်ဆင်နေပါတယ်။ဒါအပြင်မင်းရဲ့သားကြီးတွေကနူးညံ့နေတာပဲလို့ဆိုတာဆန်ကြီးတယောက်နာဘူးထားနေပါတယ်။ဒါကြောင့်နာမီလည်းဆန်ကြီးကို ကိုယ့်အလုပ်ကိုလုပ်ဖို့နဲ့ သူခန္ဓာကိုကအခြားငါစိတ်ပိုင်းတွေကိုထိမယ်ဆိုရင်တော့တေဘိုးသာပြင်ထားဆိုပြီးပြန်ချင်းချောက်လိုက်ရပါတော့တယ်။ဒါပေမဲ့လူဖီကတော့သူ့ရဲ့လူတွေအားလုံးကိုလာကြည့်ကြဒါကအရန်လန်းနေဆိုပြီးစတိုက်អော်ခေါ်နေကြတာပါ။နာမီကလူဖီကိုဒါကအားလုံးအတွက်အနားယူခြင်းဖြစ်တာမို့ဖနှောက်ရှက်ဖို့နဲ့တခုခုဆိုရင်တော့သူတို့အနေနဲ့အလင်းစလိုလှုပ်ဖို့အတွက်မလိုကြောင်းလှမ်းပြောပါရည်။အဲ့ဒီအချိန်စကားဝိုင်းတွေကိုဥစုပ်တယောက်ရောက်ရှိလာခဲ့ပြီးပုံမှန်အချိန်နေမဟုတ်တဲ့လူဖီကိုလမ်းစကားပြောပါရည်။လူဖီကတော့ကျန်တဲ့သူတွေရဲ့စကားကိုအာယုံလာဖို့မရဘဲ သူတို့ရဲ့ဒီမော့ကတခုခုဖြစ်နေတယ်ပဲဆိုပြီးသွား32ချောင်းလုံးကိုဖြင်းရင်အဝေးကိုလမ်းကြည့်နေပါတယ်။ဒါကြောင့်အားလုံးလည်းပင်လယ်ပြင်ကိုလမ်းကြည့်လိုက်တော့အခိုးခံလာရပြီဖြစ်တဲ့ Mary ကိုတွေးရှိလိုက်ရပါအကုန်လုံးလည်းရွတ်ရွတ်သေးသေးတွေဖြစ်ကုန်ကြပါတယ်။နောက်ပြီးငါတို့ဒီမော့ကအခိုးခံလာရတာတော့မင်းကဒီလိုမျိုးအေးအေးဆေးဆေးနေရကောင်းလားဆိုပြီး Luffy ကိုထားချိန်စေကြပါတော့တယ်။ဒါကြောင့် Luffy လည်းချက်ချင်းပဲအသေးစိတ်ပြောင်းဝင်သွားခဲ့ပြီးတခိုးကောင်တွေကိုဖမ်းဖို့အတွက်ဒီမော့ကိုသူ့ရဲ့ Rubber လက်တံနေနဲ့လမ်းဆွဲလိုက်ပေမယ့်အကွာဝေးကမလုံလောက်ဘူးဖြစ်နေခဲ့ပါတယ်။ဒါကြောင့် Luffy လည်းသူ့ရဲ့အစွမ်းနဲ့နောက်ကိုပြန်ပြီးတော့ပြစ်လဲကြသွားပါတယ်။ ဦးစုပ်ကတော့ဘိုးရင်မယ်ရီကခါယာတီတောက်ကနေတူယူလာခဲ့တဲ့အသက်လောက်တန်ဖိုးရှိတဲ့အရာကွာဆိုပြီးတော့ကြေကွဲနေချင်းနာမီကတော့ဓမြလက်ကနေတခိုးလူသွားတယ်ဆိုတဲ့ကိစ္စကကြားလို့မှကောင်းကြသေးရဲ့လားဆိုပြီးအော်ဟစ်နေတာပါအဲဒီနောက်မှာတော့သူတို့အားလုံးဒီမော့ကိုပြန်ပေးဖို့အတွက်ကန်ဆာကနေတပြိုင်တည်းအော်ဟစ်လိုက်ကြပါရီနောက်တစ်ခါမှတော့အချိန်အားဖြင့်တပတ်တောင်မှကြာမြင့်သွားပြီဖြစ်ပြီးကောင်ရိုးထုတ်ဓမြအဖွဲသားတွေအားလုံးလည်းဘဲပုံစံလေးတစီနဲ့ပင်လယ်ပြင်မှာရွေးလွှင့်နေကြပါရီဒါအပြင်သူတို့ကိုအဝေးအစားငှားလိုက်တဲ့ဆိုင်ကလေမင်္ဂလာဆောင်ဝတ်စုံနေကြီးပဲငှားပေးလိုက်တာကြောင့်စိတ်ပြတ်နေကြပါရီ လူဗီကသူ့ရဲ့အဖွဲသားတွေကိုသူတို့အခုဖေသွားနေရလဲဆိုပြီးမင်းနေခဲ့ပေမဲ့နာမီကမြေပုံရောတန်လိုက်ရင်မြောင်ရောအခုခံလိုက်ရတဲ့တင်မောဘောကိုပါသွားပြီးဖြစ်တော်မို့သူမလည်းမသိတော့ဘူးလို့ဆိုပါရီဒီလိုနဲ့သူမကဘာပြင်ဆင်မှုမှမရှိပဲခေါင်းဆောင်တက်တဲ့တပြားတယောက်နောက်ကိုလိုက်လာခဲ့တဲ့အပြင်အခုဆိုရင်ဘယ်ကမှမသိတဲ့တခိုးရီနောက်ကိုလည်းခြေပလာလေးလိုက်နေရတာကတော်တော်ဆိုးတဲ့ကိစ္စပဲဆိုတာပေါက်ကွင်းနေပါရီဒီလိုနဲ့တနေရာရောက်မှာတော့ရင်းနေနေတဲ့ကလေးနှစ်ယောက်ကိုတွေးရှိလိုက်ရပြီးစံကြီးကကလေးကိုကယ်တင်မှုအတွက်ခုံစင်းသွားပါရီ ဒါပေမဲ့အနီးအနားမရောက်ခင်လေးမှာဂလေးရဲ့မျက်နှာမူရာကပြောင်းလဲသွားခဲ့ပြီးသူတို့အားလုံးလည်းထောင်ချောင်းတစ်ခုတည်းကိုကြားရောက်သွားပါတော့တယ်။အဲဒီနောက်မှာတော့ထူးဆန်းတဲ့ပုံစံနဲ့လူတယောက်ကလှီနဲ့ရောက်ရှိလာခဲ့ပြီးအဲဒီလူကကောင်းလေးကိုအာဂီစုမင်းတော်ဝင်ဂျေဘီဆိုပြီးချီးကျူးနေခဲ့ပါတယ်။ဒါကြောင့်အာဂီစုကလည်းခြေနဲ့သွားခဲ့ကဒီလိုမျိုးငတုံးတွေကသူ့အတွက်လှည့်စားလို့အလွယ်ကူဆုံးဖြစ်ပြီးသမင်းစားရီတောက်တာတော်မှဒီထက်ပိုခံအောင်မယ်ဆိုပြီးပြန်ပြောနေခဲ့ပါတယ်။ဥစုပ်ကတော့သူတို့ကိုအခုလိုမျိုးဂျင်းထဲလှည့်စားသွားတဲ့အာကီစုကိုဘိုက်ကွန်တွေကနေမြစ်တာတွေပို့တာနေကြတာပါ။ အာဂီစုကသူ့ရဲ့ခေါင်းဆောင်ကိုဒီတစ်ခေါက်ဖမ်းမိတဲ့ကောင်တွေကလေတစင်းအောင်မပိုင်တဲ့ငမွေတွေထင်းနေဆိုပြီးပြောနေခဲ့ပါတယ်။ဒါကြောင့်ခေါင်းဆောင်ဖြစ်သူလည်းစိတ်ပြတ်သွားခဲ့ကထောင်ချောက်ထဲကနေလူဖီရိုအားလုံးကိုလွတ်ပေးလိုက်ပါတယ်။စန်ဂျီကခေါင်းဆောင်ဖြစ်သူကိုမင်းတို့တွေကဘသူတွေလဲလို့မေးလိုက်ချိန်မှာတော့ခေါင်းဆောင်ဖြစ်သူကသူတို့နှစ်ယောက်ကရတနာတောင်ကိုရှာဖွေဖို့အတွက်ရွက်လင့်နေတယ်တခိုးညီနောင်မယ်လို့ဆိုကမိတ်ဆက်လိုက်ပါတယ်။နောက်ပြီးသူတို့ရဲ့နာမည်တွေကအကိုကြီးဖြစ်သူကဘိုရိုဒိုနဲ့ညီလေးဖြစ်သူအာဂီစုလို့စတိုင်ကြကြနဲ့ရှင်းပြလိုက်ပါတယ်။ ဒီလိုနဲ့ယုတ်တိရဲ့သူတို့တက်နေထားတဲ့တက်တာတွေကပွင့်ကျသွားခဲ့ပြီးအထဲကနေတန်တူတန်စားတွေထွက်လာခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့ဦးစိုးကအစင်တန်းရှိရှိသခိုးတွေလိုထင်ထားခဲ့မိပေမဲ့ဒီကောင်တွေကလက်စားတက်တော့အမိုက်ကောက်သမားတွေပဲဆိုပြီးစိတ်ပြတ်သွားပါတယ်။ဒါကိုကြတော့အာဂီစုကဦးစိုးကိုစကားစင်ချင်းပြောဖို့နဲ့အကိုဖြစ်သူဘိုလိုတို့ကနာယီဆက်သွားကျုံကစိန်နာယီကိုခိုးပြီးကဘာတော်စုံသခိုးဖြစ်လာမှလို့ထားပြောလိုက်ပါတယ်။ဒါကြောင့်နာမီလေးအံဩသွားခဲ့ပြီးစိန်နာယီကျောင်းသူမလေးတီကျောင်းနဲ့အဲ့ဒီယာကကဘာမအကောင်းဆုံးလက်မှုပညာတွေကတခုပဲလို့ဆိုလိုက်ပါရီ ။နောက်ပြီးဒီနာယီကိုခိုးနိုင်တဲ့သကူဟာကမ္ဘာပေါ်မှာအတော်ဆုံးသကူဖြစ်လာမှာဆိုပြီးအဖွဲ့သားတွေကိုရှင်းပြနေပါရီ။အဲဒီမှာလူဖီကစကားပိုင်းနဲ့ဝင်လာပြီးဒါဆိုရင်လေသကူတွေနဲ့ငါတို့တွေကရွေချက်အတူတူပဲပေါ်လို့ပြောလိုက်တာကြောင့်ဘိုရိုတိုတယောက်နားမလည်နိုင်ဖြစ်သွားခဲ့ပါပြီ။ဒီလိုနဲ့ဘိုရိုဒိုနားမလည်နိုင်ဖြစ်နေစမှာပဲလူဖီကသူ့ကိုသူကမ္ဘာတော်ဆုံးပင်လယ်တမျှဘရင်ဖြစ်လာမှာလို့ပြောလိုက်ပြီးထုံးစံတိုင်းစတင်မိတ်ဆက်လိုက်ပါရီဘိုရိုဒိုကလူဖီကိုဒီဘဲငန်းပုံစံလှည့်ကြည့်နေပင်လယ်တမျှဘရင်အိမ်မက်မက်နေတာကမလွန်လွန်မှုလားဆိုပြီးပြန်ပြောနေခဲ့တာပါ ဒါကြောင့်ဆန်ကြီးလည်းသူတို့ရဲ့ဒီမော်ကအခိုးခံလိုက်ရကြောင်းနဲ့ဘယ်တခုတွေခိုးသွားမှန်းလဲမသိတာကြောင့်အခုလိုမျိုးပင်လယ်ပြင်မှာတိုင်ပတ်နေခဲ့ရကြောင်းရှင်းပြနေပါတယ်။ဘူရိုတို့ကလူဖီကိုပျောက်သွားတယ်ဆိုတဲ့မင်းတို့ဒီမော်ကကောက်ရုပ်အထုတ်ဆောင်ထားတဲ့ဒီမော်လားဆိုပြီးမေးနေခဲ့တာပါ။တကယ်လို့အဲ့ဒီဒီမော်ဆိုရင်တော့ထရန်မောင်နှမတွေစီမှာရှိတယ်လို့ဆိုလိုက်ပါရီ။အဲ့ဒီမောင်နှမတွေကနာယီဆက်သွားကျွန်းနဲ့ဒီနီနာနေမီတွေမှာကြီးစိုးနေတယ်။အချင်းပြက်ပင်လယ်တများကောင်တွေပဲဆိုပြီးသူလိုရှိနေတဲ့စိုင်းနာယီကလည်းထရန်မောင်နှမတွေရဲ့နေမီထဲမှာပဲဆိုပြီးရှင်းပြနေပါရီ။အဲ့ဒီချိန်လူဖီကတော့ထရန်မောင်နှမတွေရဲ့အလိုရှိပိုစတာတွေကိုကြည့်ရင်သဘောကျနေကြတာပါ။ ဒါ့အပြင်ဒီကောင်ကြီးရဲ့ပုံစံကရည်စရာကြီးတွေပဲဆိုပြီးစံကြီးတယောက်ဟာသားလုံနေခဲ့ပါလေဘရိုတူကတော့အဲ့ဒီတမျှတွေကတကယ်ကြမ်းတဲ့ကောင်တွေဖြစ်ပြီးအခက်မသိရင်မင်းတို့ဒီမော့ကိုအပီးတိုင်းဆုံးရှုံးသွားရနိုင်တယ်ဆိုပြီးတော့ရှင်းပြလိုက်ပေးမယ်လူဗီတို့ကတော့ဂယူမဆိုင်ခဲ့ပါဘူးအဲ့ဒီချိန်ယုတ်တရက်ထရမ်မောင်နှမရီရဲ့ဒီမော့ကြီးကရောက်ရှိလာခဲ့ပြီးဒါကိုမြင်လိုက်ရတဲ့လူဖီကသူတို့ဒီမော့မယ်ရီကိုပြန်ပေးဖို့အတွက်လမ်းကိုဝါရီမင်းကလေးကဘယ်ဒီမော့လဲလို့ပြန်မေးနေခဲ့ပြီးနာမီကလည်းကိုခိုးသွားတဲ့ဒီမော့ကိုတော့မှကိုမသိတော့ဘူးလားဆိုတာပေါက်ကွဲနေခဲ့တာပါအဲ့ဒီချိန်ဖက်ဒီတကောင်ကစကားဝိုင်းနေကိုဝင်လာခဲ့ပြီး ဇဂရာဝဲရမယ့်အချိန်ပဲလို့ဝင်ပြောပါရီ။နောက်ပြီးကမ္ဘာတော်ဆုံးပြည်နယ်ရမပြင်ဖြစ်လာမယ့်သူကဘယ်သူလဲလို့မိလိုက်ပါရီ။ဒါကိုကြတော့မိန်ကလေးကဒီလောက်လွယ်တဲ့မိကုန်းတွေကိုမင်းနေလဲဘာမှမထူးဘူးဆိုပြီးဘူးဂျက်လို့လမ်းခေါ်လိုက်ပါရီ။အဲဒီချိန်လူဖီကပြည်နယ်ရမပြင်ဖြစ်လာမယ့်သူကသူပဲဆိုပြီးသူ့ကိုယ်သူလက်ညှိုးထိုးရင်အဖြေပြန်ပေးလိုက်ပါရီ။ဘူးဂျက်ကတော့အဖြေမှန်ကသူတို့တထေးဘဲကင်းတာဖြစ်ပြီးထရန်ဒမရီကိုအထင်မသေးနဲ့လို့ဆိုတာသူတို့ရဲ့လူတွေကိုဒေါသတကြီးနဲ့တိုက်ခိုက်ဖို့အတွက်အမိန်ပေးလိုက်ပါရီ။ အချိန်ဒီအလုံးကိုနားလေသဘောပေါက်သွားတဲ့အခါမှာတော့လူဖီရိုလည်းပြန်လည်ခုခံမှုအတွက်ဆုံးဖြတ်လိုက်ကြပြီးစစ်ပွဲကြီးစတင်လို့လာခဲ့ပါပြီ။ဘိုရိုဒိုနဲ့အာဂီဆူရိုကတော့တိုက်ရိုက်ခိုက်ရေးကောင်းမွန်လို့နဲ့လူဖီရိုအဖွဲ့ကိုကြိကသဘောကျနေပြီးတစ်ဖက်မှာလည်းဘူဂျက်ကသူ့ရဲ့ခန္ဓာကိုယ်ကိုတန်လုံးသွင်ပြောင်းလဲပစ်လိုက်ကလီကိုဖျက်ဆီးဖို့ကြိုးစားပါရီ။ဒါကြောင့်ဦးစိုပလဲချက်ချင်းပဲလီကိုဗမာလူကြီးဒုံဆိုင်လှော်ချပစ်လိုက်ပြီးထရန်ဒမြတင်မောင်းနဲ့ဝေးရအောင်ထွက်ပြေးပါရတယ်။ဒီလိုနဲ့တနေရာရောက်မှာတော့အာဂီဆူကအသီးစိတ်လွတ်နေတဲ့ဦးစိုကိုထိုးချပစ်လိုက်ပြီးပြုတ်ကျသွားတဲ့တစ်တာကိုတော့ဘိုရိုဒိုကသွားရောက်ဆဲယူခဲ့ပါရီ။ အရာအလုံးအဆုံးသတ်သွားပြီလို့ထင်နေရချိန်မှာပဲလှေကရုတ်တရက်ပေါက်ကွဲထွက်သွားခဲ့ပြီးဘူဂျက်တို့မောင်နှမလေးထပ်မံရောက်ရှိလာပါသည်ဒါအပြင်ဘူဂျက်ကဇဂရာဝက်ချိန်တမ်းပြီမို့လို့သူတို့လူချင်းသုံးယောက်ကဘာလဲဆိုပြီးမြင်မြန်နေကြတာပါစန်ကြီးကတော့ရုတ်တရက်ရန်သူလက်ထဲကိုရောက်ရှိသွားပြီဖြစ်တဲ့နာမီကိုလမ်းအောင်ခေါ်နေခဲ့ပြီးလွတ်ပြေးဖို့အတွက်တောင်းဆိုနေပါသည်ဒါကိုဘူဂျက်ကလက်မခံတဲ့အပြင်နာမီကိုသူတို့တခင်ကြီးဘဲကင်းစီကိုစားတော့မှဖြစ်ပြီးအဲဒီကိုရောက်တာနဲ့မူစကူဒူရာခံရတော့မယ်ဆိုပြီးလက်ပြုံနဲ့ပြပောက်ကထွက်သွားပါတော့တယ် နောက်တစ်ခါမှတော့လေဆွမ်းအားကိုအသုံးပြုပြီးလိုင်းကိုထိန်းချုပ်နေတဲ့ဘိုလိုဒိုကိုတွေ့မြင်ရမှာဖြစ်ပြီးသူတို့ကနာယီစာသွားကျွန်းစီကိုရောက်အောင်သွားဖို့အတွက်စူးစမ်းနေပါရီစန်ဂျီကဘိုလိုဒိုကိုတကယ်လို့မင်းသားဖင်ရပြီးပင်လယ်ထဲကိုခုံမစင်းခဲ့ဘူးဆိုရင် နာမီလည်းဖန်ခံရမှာမဟုတ်ဘူးလို့အပြစ်တင်နေခဲ့ပါရီဒါကြောင့်ဘိုလိုဒိုလည်းသူခုံစင်းခဲ့ရတဲ့အကြောင်းကိုရှင်းပြလိုက်ပါရီအကြောင်းကတော့အာကီဆုလက်ထဲမှာကင်ထားတဲ့တန်စင်ဘူးလေးကတခုရီးသောသူ့ရဲ့မွေးရမီကပြည့်စည်ဖြစ်ပြီးဒီယာလီကအာကီဆုနဲ့မွေးလာကလေးကအတူပါလာခဲ့တာလို့ဆိုပါရီနောက်ပြီး အရွယ်ရောက်လာတဲ့အခါကျလဲအာဂီစုကအဲ့ဒီတစ်တာတွေကသားချော့ဒီလေးကိုပဲနားထောင်ပြီးအမြဲတမ်းငြိမ်နေခဲ့ရကြောင်းရှင်းပြပါရီအဲ့ဒီအချိန်လူဖီကဒါဆိုရင်မင်းတို့ကောင်တွေကတကယ်ညီကိုရင်းနေမဟုတ်ဘူးပေါ့လို့ထောင်မိလိုက်ပါရီဒါကြောင့်ဘိုရိုတို့လဲသူတို့ကတကယ်ညီကိုရင်းနေမဟုတ်ပြင်မယ်ညီကိုရင်းနေလို့ပဲချေချားတဲ့သူတွေဖြစ်ကြောင်းရှင်းပြလိုက်ချင်းအာဂီစုကဝင်ထောက်ခံခဲ့ပါရီအာဂီစုကတကယ်လို့သူသားဘိုရိုတို့လိုအယံတော်တဲ့တခိုးတယောက်ဖြစ်လာမယ်ဆိုရင်ဘဝမှာဘယ်တော့မှထပ်ပြီးအငတ်ပြီးနဲ့ကြုံရတော့မှာမဟုတ်ဘူးဆိုပြီးပြောနေခဲ့တာပါဒါကြောင့်လူဖီလဲအတိတ်တုန်းကရှန့်နဲ့အကြောင်းတွေကိုပြန်လည်မြင်အောင်လာခဲ့ပါရီ ီးတော့အာဂီဆုရဲ့ခန်းစားချက်တွေကိုနားလေသဘောပေါက်သွားခဲ့ပါပြီ။အဲဒီနောက်မှာတော့သူတို့အားလုံးကိုဘိုရိုတို့ကနာယီဆက်သွားချုံကိုရောက်ရှိပြီဖြစ်ကြောင်းသိပေးလိုက်ပြီးဒါကိုမြင်လိုက်ရတဲ့အားလုံးလည်းပါးစပ်အဟောင်းသားဖြစ်သွားကြပါပြီ။ဘိုရိုတို့ကတော့သူဟာစိန်နာယီကိုသွားရောက်ခိုးယူมาဖြစ်ပြီးအခြားသူတွေကိုမလုံးမလေးလို့မြင်တော့သူတို့အားလုံးရဲ့ယူရချက်တစ်ခုတည်းဖြစ်တာကြောင့်ထရမ်ရဲတိုက်ကိုအရင်ဆုံးသွားကြရအောင်လို့ဆိုလိုက်ပါပြီ။ဒါကြောင့်လူဖီရိုလည်းသဘောတူလိုက်ကြပါပြီ။ ောက်တစ်ခါမှာတော့သိပ္ပံပညာရှင်အမျိုးသမီးတယောက်ကပလင်ပေါ်မှာထိုင်နေတဲ့ဘဲကင်းကိုသူတို့ကိုဆောက်လုပ်ခိုင်းထားတဲ့ပစ္စည်းတွေကြောင့်လူအသက်တော်တော်များများဆုံးရှုံးကုန်ကြပြီဖြစ်ကြောင်းပြောပြနေပါသည်။နောက်ပြီးအဲ့လိုအနုစီဝါလက်နဲ့သာအခြားသမားလက်ထဲကိုရောက်ကုန်မယ်ဆိုရင်ပြည်နယ်တစ်ခုလုံးသွေးလွှမ်းသွားလိမ့်မယ်လို့ဆိုပါရည်။ဒါကြောင့်သူမကရက်တန်းကရက်ဖို့အတွက်တောင်းဆိုနေခဲ့တာပါ။ဒါပေမဲ့ဘဲကင်းကသူမရဲ့တောင်းဆိုမှုကိုလက်မခံပဲတနက်နေ့ပြစ်ခတ်လိုက်ပြီးဒီကျွန်းရဲ့အဓိကတော့ကြကသူ့ရဲ့လက်ထဲမှာလို့ဆိုကချင်းချောက်လိုက်ပါရည်။နောက်ပြီးအသက်မသေးခြင်းအေးအေးဆေးဆေးနေဖို့အတွက်မှာလိုက်ပြီးအခန်းထဲကနေထွက်သွားခိုင်းလိုက်ပါရည်။ ဒီလိုနဲ့ဘေကင်းကောင်ကကင်းကန်လွန်သွားပြီးဆုံးသွားမယ်ဆိုရင်သူကပင်လယ်ပြင်တစ်ခုလုံးကိုအုပ်စိုးပြီးပင်လယ်ပြင်ဓမြပြင်တယောက်ဖြစ်လာတော့မယ်ဆိုတာကျင်းနေနေကြတာပါအဲ့ဒီအချိန်နှန်းဆောင်တွေကိုဟန်နီကွင်းတို့ကရောက်ရှိလာခဲ့ပြီးစကန်ဝမ်ကတော့ပြန်ပြီးဆွဲခံလာရတဲ့နာမီရဲ့ပုံစံကိုကြည့်ကပျော်ရွှင်နေပါတယ်ဒါပေမဲ့နာမီတယောက်ရုတ်တရက်နူလာတာကြောင့်စကန်ဝမ်တယောက်ကိုကြောက်လန့်သွားခဲ့ရပြီးအနောက်ကိုပါဆုတ်သွားခဲ့ရပါတယ်ဟန်နီကွင်းကစကန်ဝမ်ကိုဒါကသူတို့ရဲ့တခင်ကြီးဘေကင်းအတွက်ယူဆောင်လာတာဖြစ်တာကြောင့်မျက်စောင်းနေတော့မထူဖို့မှာနေခဲ့ပါတယ်ဒါကိုကြောက်တော့ဘေကင်းကဒါကသူ့ရဲ့သူတို့သမီးလေးပါပေါ့ဆိုပြီး နာမီကိုကင်ကြည့်နေပါပြီ။နာမီကတော့သူ့အနေနဲ့အားနည်းတဲ့ယောက်ျားတွေကိုမကြိုက်ကြောင်းပြောဆိုနေခဲ့ပြီးသူမကိုလက်ထပ်ချင်တယ်ဆိုရင်လူဖီကိုနိုင်ယူနိုင်မှရမယ်လို့ဆိုပါတယ်။ဒါကြောင့်မလို့ဘူဂျက်ကလူဖီဆိုတာကရောဘာခန္ဓာကိုနဲ့နာမီရဲ့တငယ်ချင်းဖြစ်ကြောင်းရှင်းပြလိုက်ချင်း game boy ကတော့ luffy ရဲ့အလိုရှိပိုစတာကိုကြည့်ကသူ့ရဲ့တံပါမှုကိုပြမယ်ဆိုပြီးကြွေးကြော်နေပါရီ။နောက်ပြီးအဲဒီကောင်ကိုအနိုင်ယူပြီးတာနဲ့မင်းနဲ့ကိုယ့်ရဲ့မင်္ဂလာပွဲလေးကိုကျင်းပကြရအောင်လို့ဆိုလိုက်ပါရီ။အဲဒီအချိန်တစ်ဖက်မှာတော့ luffy ကထူးဆန်းတဲ့ပုံစံဖြစ်နေတယ်။나이ဆက်သွားကျွန်းပုံစံကိုကြည့်ကသဘောကျနေတာပါ။ ဘိုရိုဒိုကတော့ဒါကရန်သူတွေရဲ့ကျူးကျော်မှုကိုကာကွယ်ဖို့အတွက်လှုပ်ထားတာဖြစ်ပြီးတော်ရုံတန်ရုံကောင်းလေးဆိုရင်အပေါ်ကိုမရောက်ခင်မှာရီမာလကီယာကောင်ချောင်ရှင်းပြလိုက်ပါရီဒါကိုစကားမဆုံးခင်လေးမှာရီလူဗီနဲ့ဇိုရိုဆန်ဂျီတို့ကအပေါ်ဘက်ကိုရောက်ရှိသွားခဲ့ပြီးဒါကိုမြင်တော့ဘိုရိုဒိုတို့ကလည်းလိုက်လံတားဆီးခဲ့ပါရီအဲ့ဒီချိန်မှထင်မှတ်ပဲထောင်ချောက်တီကရုတ်တရက်ပွင့်ကြလာခဲ့ကလူဗီအပါဝင်ဘိုရိုဒိုတို့လည်းရေစီးနဲ့မျောပါသွားခဲ့ကြပါရီ ဒီလိုနဲ့သူတို့အားလုံးသိမလို့ဖြစ်နေချိန်ပါပဲ။လူဗီကသူ့ရဲ့ Robert Letter အနေနဲ့အားလုံးကိုဖမ်းဆွဲထားလိုက်ပြီးစံကြီးကလည်းပြုတ်ကျလာတဲ့ကြောက်ခဲတွေကိုကန်ထုတ်ရှင်းလင်းခဲ့သလိုဇိုရိုကလည်းမြေကြီးတွေကိုလမ်းချပစ်လိုက်ပြီးပြေးလမ်းကြောင်းတစ်ခုကိုဖန်တီးပစ်လိုက်ပါရီ။နောက်တစ်ခါမှတော့နာဟီဆာသွားကျုံရဲ့မြို့လေကောင်ကိုရောက်ရှိလာကြပြီဖြစ်တဲ့လူဗီတို့အဖွဲ့ကိုတွေ့ကြရမှာဖြစ်ပြီးမြို့တစ်ခုလုံးကလည်းထူးဆန်းအဟောပွေရာတွေနဲ့ပြည့်နှက်နေခဲ့ပါရီ။တစ်ဆက်တည်းမှာပဲသူတို့အားလုံးက Trend မြရီရဲ့အခြေဆိုင်စခန်းဖြစ်တဲ့ရေရိုက်ကိုတွေ့မြင်လာရပြီးတန်မိုးကြီးဆိုင်နာကြီးပြင်အခုခံလာရတဲ့ Mary ကိုပါတွေ့ရှိလိုက်ရပါရီ။ နောက်တစ်ခါမှတော့အဝိစားရစားရဲ့လမ်းအနေနဲ့ဇိုရိုတို့ကိုတွေ့မြင်ရမှာဖြစ်ပြီးစိုင်းထဲမှာတော့ကင်းဘဲနေထုတ်ခြင်းကိုခံလိုက်ရတဲ့လင်မယားကလည်းရှိနေပြန်ပါသေး။တိမ်မပညာရှင်လင်မယားနှစ်ယောက်ကတော့လူတိုင်းစိတ်ဝင်စားနေတဲ့စိတ်နာကြီးကိုသူကိုယ်တိုင်တီထွင်ခဲ့ပေမဲ့ထရမ့်မောင်နှမတွေကဒီကျုံးကိုလာသိမ်းပြီးကလေးကနေတိုင်းလိုလိုငရေကြသလိုခံစားနေရတာဆိုပြီးရင်ဖွင့်နေခဲ့ပါသည်။အခုဆိုရင်သူတို့ကိုယ်တိုင်တော့ဦးဆောင်ပြီးလူသက်လက်နက်တွေကိုထုတ်လုပ်ပေးနေရတဲ့အပြင်ဘဲကင်းကိုပုံကန်လဲအဲ့ဒီထရမ့်မောင်နှမကကျုံးကိုဖျက်ဆီးပြအောင်မှာဆိုပြီးချင်းချောက်ထားကြောင်းရှင်းပြလိုက်ပါသည်။ အဲ့ဒီအချိန်ဘိုရိုတိုကဒီကိစ္စတွေကအခုကစပြီးစိတ်ပူစရာမလိုတော့ကြောင်းနဲ့သူအပေါင်းဝင်ကမ္ဘာအတော်ဆုံးပင်လယ်ဓားများတွေဖြစ်တဲ့လူဖီရိုအဖွဲ့ကဂိုင်းတွေပြီးတော့မှလို့ဝင်ပြောပါတယ်။အမျိုးသမီးကဘိုရိုတိုကိုတကယ်လို့ကမ္ဘာအတော်ဆုံးတစ်ခုဖြစ်မယ်ဆိုရင်တော့စိန်နာယီကိုခိုးယူဖို့အတွက်ရန်ခတ်ခဲကြောင်းနဲ့ထရမ်မောင်နှမရီရဲ့လက်ချက်နဲ့မတည်ချင်ရင်ဂျိုးမော်ကအမြန်ဆုံးထွက်သွားကြတော့လို့တတိပေးပါတယ်။ဒါကိုကြတော့ဇိုရိုကသူတို့လည်းသူတို့အကြောင်းနဲ့သူတို့ရှိသေးတာမို့လို့စီတနာကိုနားလည်ပေမဲ့ဒီကိစ္စကိုတော့လက်မခံနိုင်ဘူးလို့ဆိုပါတယ်။ အိမ်နောက်မှာတော့သူတို့အားလုံးလည်းဆိုင်တွေကနေထွက်ခွာသွားခဲ့ကြပြီးမြို့ကြကြံခဲ့တဲ့တစ်တာဘိုးလေးကိုတော့သိပ္ပံပညာရှင်လေးမြန်မာနှစ်ယောက်ကကြောက်ယူကြည့်ရှုနေပါတယ်။နောက်တစ်ခါမှာတော့ကင်းဘဲရိုးနဲ့အတူတူဖဲထိုင်ရိုက်နေတဲ့နာမီကိုတွေ့မြင်ရမှာဖြစ်ပြီးသူမကပျော်ရွှင်နေပါတယ်။အချောင်းကတော့ဖဲဝိုင်းမှာသူမကကြည့်ပဲအနိုင်ရနေလို့ပါ။ဒါကြောင့်သူမကဟန်နီကွင်းကိုလောင်ရည်နေခဲ့ချိန်ဟန်နီကွင်းကတော့သူမရဲ့နှက်ဆိုးတစ်သည့်အစွမ်းကိုအသုံးပြုပါဘူးချက်နဲ့အတူရဲရိုက်ပေါ်ကနေခုန်ဆင်းသွားပါတယ်။အိမ်နောက်မှာတော့သူမကလူဗီရိုစီးနေလာတဲ့မိဘုံမြန်အနီးနားမှာပေါ်ထွက်လာခဲ့ပြီးဒါကိုမြင်လိုက်ရတဲ့လူဖီနဲ့အခြားသူတွေကလည်းပဲပါစပ်အဟောင်းသားဖြစ်ကုန်ကြပါလိမ့်။ အဲ့ဒီအချိန်ဟန်နီကွင်းကသူမကဖလူဝီဖလူဝီနိုမီကိုစားသုံးထားရဲ့အရေးစီးစင်းလူသားဖြစ်ကြောင်းရှင်းပြလိုက်ကမောင်ဖြစ်သူဘူးချက်ကိုတန်ဆူဂျိုဘောလုံးနေတိုက်ခိုက်ခံလိုက်ပါသည်။ဒါကြောင့်ဆန်ကြီးလည်းတန်ဆူဂျိုဘောလုံးတွေကိုခြေထောက်နဲ့ကန်ပြီးဒါစီလိုက်ပါသည်။ဒါပေမဲ့ကန်ဆူစွာနေပဲဆန်ကြီးရဲ့ခြေထောက်တွေသာပေါက်ထွက်သွားခဲ့ပြီးဒါစားထဲမှာပဲလူဗီရိုအားလုံးနဲ့တိုက်ခိုက်ခံလိုက်ရကဆန်ကြီးလည်းမြေပြင်ပေါ်ကိုပြန်လည်ပြုတ်ကျလာခဲ့ပါသည်။နောက်တစ်ခါမှတော့အဖမ်းဆီးခံလိုက်ရတဲ့ဆန်ကြီးကိုတွေ့နေရမှာဖြစ်ပြီးဘဲကင်းကနာမီကိုသရိုသမီးလောင်းရဲ့ငယ်တငယ်ချင်းဖြစ်နေတဲ့အတွက်အရှင်ဖမ်းခဲ့ကြောင်းရှင်းပြနေခဲ့ပါသည်။ နောက်ပြီးတော့ကသူ့ရဲ့ဂျင်နာမှုကိုပြသတဲ့နီလန်းတစ်ခုဖြစ်ကြောင်းလည်းသူကဆိုပါရီအဲ့ဒီအချိန်တစ်ဖက်မှာတော့ဦးဆုပ်ကတကယ်လို့သူ့ရဲ့လေးကွာနေတာစောနိုင်မယ်ဆိုလို့ရှိရင်ဟန်နီကွင်းကိုအနားယူနိုင်မှာဖြစ်ကြောင်းပြောနေပါရီဒါကိုကြတော့အာဂီဆုကဦးဆုပ်ကိုလီလုံးမကြည့်ဖို့နဲ့သူ့ရဲ့အကိုကြီးဘိုရိုဒိုသာဆိုရင်သူ့ကိုချီရီလက်တွေပြသွားတဲ့အထိကဲတင်ပေးခဲ့သလိုဆိုပါရီအဲ့နောက်မှာတော့သူတို့အားလုံးလည်းဘိုရိုဒိုရဲ့ပြည့်စည်နေတဲ့လက်တစ်ဖက်ကိုတွေးမြင်လိုက်ရပြီးအံ့ဩသွားကြပါရီဒီလိုနဲ့ဦးဆုပ်ကအာဂီဆုကို အမြဲတမ်းအကိုဖြစ်သူရဲ့ကဲတင်ခြင်းကိုသာကိုးစားနိုင်မယ်ဆိုရင်မင်းကတကယ်အရေးချင်းရှိတဲ့ပင်နယ်သမားတယောက်ဖြစ်လာမှာမဟုတ်ဘူးဆိုပြီးပေါက်ကွဲနေကြတာပါနောက်ပြီးဒီကိစ္စတွေကကလေးဖြစ်ချင်းမဖြစ်ချင်းနဲ့လည်းဘာမှမဆိုင်ဘူးလို့ဆိုသွားတယ်ပင်နယ်ပြင်ကိုစားတင်ခြေချလိုက်တဲ့သူတွေအားလုံးကတန်မာနေရမှာဖြစ်ပြီးစိတ်တပိုင်းဆိုင်ရာမှာလည်းသူတစ်ပါးကိုအားကိုးစရာအကြောင်းမရှိဘူးလို့ဒေါသတကြီးနဲ့ပေါက်ကွဲနေပါတော့တယ်အဲ့ဒီချိန်လူဖီကမပြောမစုံနဲ့ရုတ်တရက်အရှိကဂိတ်တကားဘွားကိုထိုးချပြလိုက်ပြီးအထဲကိုဝင်သွားခဲ့ပါတယ်ဒါကြောင့်ဇိုရိုလိုလည်းအများနဲ့တယောက်ခုခံတိုက်ခိုက်နေတဲ့လူဖီကိုကုညီတိုက်ခိုက်ပေးဖို့အတွက်အကြောင်းဖန်လာပါတယ် တဖက်မှာလည်းကင်းဘေးကအောင်မြင်စွာထွက်လုနိုင်ပြီဖြစ်တဲ့ကင်းကန်နုံကိုကြီးကအခြေနဲ့နေခဲ့ပြီးနောက်ဆုံးတော့သူလည်းဘင်နယ်ဓမြပြင်တယောက်ဖြစ်လာတော့မယ်လို့ဆိုကအခြေနဲ့ကြီးခြေနဲ့နေခဲ့တာပါဇန်ကြီးကနာမီကိုသူ့အနေနဲ့အခုလိုမျိုးရုပ်ပြက်စင်ပြက်ပုံစံကြီးကိုချပြလိုက်ရတဲ့အတွက်ဝမ်းနည်းနေခဲ့ပါတယ်တကယ်ဆိုရင်သူ့ရဲ့စွမ်းစားနဲ့နာမီကိုကယ်တင်ပေးချင်ခဲ့ပေမယ့်အခုလိုကြီးဖြစ်နေတာကတော်တော်ကြီးကိုကွမ်းနေဆိုပြီးသူ့ကိုယ်သူစိတ်ပြတ်နေပါတယ်ဒါပေမဲ့ထုံးစံအတိုင်းပဲစန်ကြီးရဲ့စိတ်တွေကကမောက်ကမဖြစ်နေခဲ့ပြီ နာမီနဲ့တူတူမူစကူဒူးကျင်တဲ့အကြောင်းလေးကိုရင်ဖွင့်လိုက်ချိန်မှာတော့ကင်းမဲကလည်းဒေါသထွက်သွားခဲ့တာတတ်မယ်ဖြတ်မယ်တကယ်ကဖြစ်ကုန်မှာတော့တယ်။အဲဒီနောက်မှာတော့သူကဆန်ကြီးကိုဆွဲကင်ပေါချပြစ်လိုက်ပြီးဘူချက်ကလည်းပဲအချောင်းဝင်ပြီးတော့တန်နေလိုက်ပါရီ။နောက်တစ်ခါမှာတော့စကန်ဝမ်ကလူဖီရိုတိုက်ပွဲရှိရာစီကိုရောက်ရှိလာပြီးရဲတိုက်ထိပ်ပြားမှချုံတောင်ခံထားရတဲ့ဆန်ကြီးကိုလမ်းကြည့်ခိုင်းနေပါရီ။ဒါကြောင့်လူဖီရိုလည်းအတော်လေးကိုသွေးပြတ်သွားခဲ့ရပါရီ။စကန်ဝမ်ကလူဖီကိုဘဲကင်းလာအခုချိန်စိတ်ကောင်းဝင်မနေဘူးဆိုရင်မင်းတို့တကယ်ချင်းဆန်ကြီးလည်းတေးချင်းစိုးနဲ့တင်းနေလောက်ပြီလို့ဆိုကောင်သူ့ရဲ့နတ်ဆိုးတန်းငွေတွေကိုထုတ်လုပ်လိုက်ပါရီ။ ။ဒါဆက်ထဲမှာပဲအဲ့ဒီတန်းငွေတွေကရှူမိသူတိုင်းကိုဘာမှမလုပ်ချင်မကိုင်းချင်လောက်ဖြစ်အောင်ဖြစ်သွားနိုင်တယ်ဆိုပြီးပြောနေပါလိမ့်။စကားဆုံးမှာတော့လူဖီရိုလည်းနတ်ဆိုးတန်းငွေကြောင့်အာရင်နေချိနေလာခဲ့ရပြီးဒါဝင်မြင်လိုက်ရတဲ့ဥဆုပ်ကတော့မခန့်ကြီးမခန့်သားတွေဖြစ်နေခဲ့ပါပြီ။ဥဆုပ်ကအာဂီစုကိုဂုဏရုံကငါ့ကိုမင်းတို့ကိုယ်တိုင်တတ်တိမရှိဘူးလို့ပြောခဲ့တယ်မလားဆိုပြီးထားမိပါလိမ့်။နောက်ပြီးအခုချိန်ကစပြီးကြီးမြတ်တဲ့ကောရူဆုပ်ကဘာလို့ပြမလဲဆိုတာကြည်သားဆိုကစကန်ဝိုင်းရဲ့ဖင်ပေါက်ကို ပြေးပြီးတော့ဆုပ်ပါတော့တယ်အစာပိုင်းမှာတော့ဘိုရိုရူတယောက်ဥဆုပ်ပြက်လို့ရက်ကိုတော်လေးစိတ်ပြက်သွားမိခဲ့ပြီမြင် ူကအာကီစုကိုအခွင့်ကောင်းကိုရအောင်တုံးချဖို့အတွက်တတိပေးလိုက်ပြီးရဲတိုက်ထဲကိုဝင်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။နောက်တစ်ခါမှာတော့စကန်ဝမ်တယောက်သူ့ရဲ့တန်းငွေတွေကိုရှူပြီးလစ်နေတဲ့ဥစုကိုခြေထောက်နဲ့ဆောင်ကန်ကပေါက်ကွဲနေပါတယ်။ဒါအပြင်သူ့ရဲ့တိုက်ခိုက်မှုကိုအခုလိုမျိုးပုံစံမျိုးနဲ့ခုခံတဲ့အယူမျိုးဘဝမှာတစ်ခါမှမကြုံတွေ့ဘူးဘူးဆိုပြီးစိတ်ပြန်နေပါတယ်။ဒါကိုမြင်တော့နာမီလည်းတော်လေးကိုစိတ်ပူသွားခဲ့ပြီးဥစုပြည့်ရဲ့နားကိုသွားရောက်ဖို့အတွက်ကြိုးစားနေပါတယ်။ဒါကြောင့်ကင်းပဲလဲတဝင်းနေတိုးသွားခဲ့ပြီးဥစုကိုလည်းစံကြီးလိုကားစင်တင်လိုက်တော့လို့ဆိုတာသူကအမိန်ပေးလိုက်ပါတယ်။ နောက်တစ်ခါမှာတော့ရေရိုက်ရဲ့အဓိကတော့ချက်နေရာတစ်ခုဖြစ်တဲ့ဝမ်မိုက်တွင်ကိုလူဖီရိုဖွဲ့ကရောက်ရှိလာခဲ့ကြပြီးတစ်ဆက်တည်းမှာပဲရေရိုက်ကြီးကတောင်းလို့လာခဲ့တာကြောင့်သူတို့လည်းဘာလို့ရမှမသိဖြစ်ကုန်ကြပါရဲ့အာဂီစုကတော့တစ်သားထုံးနဲ့အစော်ခံလိုက်ရတဲ့တန်ကြောင်လဲကြနေခဲ့ပြီးတစ်ဖက်မှာလည်းတဖြည်းဖြည်းကျုံလာတဲ့နေရည်တွေကိုလူဖီနဲ့ဆိုတော့ကတွန်းတင်နေခဲ့ကြရတာပါလူဖီကတော့သူတို့ကိုလာကူဖို့အတွက်ဘိုရိုဒိုကိုတောင်းဆိုနေခဲ့ပေမဲ့ဘိုရိုဒိုကတော့အာဂီစုကိုခေါ်ထုတ်သွားခဲ့ကတစ္ဆာပေါက်တယောက်ဖြစ်ကြောင်းဝန်ခံလိုက်ပါရဲ့နောက်ပြီးလူဖီရဲ့ဒီမော့ကိုလည်းသူတို့ကိုယ်တိုင်ခိုးယူလာခဲ့တာဖြစ်ပြီးထရမ့်မောင်နှမတွေကိုတစ်ဖက်လဲနဲ့အနိုင်ယူနိုင်ဖို့အတွက်အသုံးချခဲ့တာလို့ဆိုပါရဲ့ အစပိုင်းမှာတော့သူ့အနေနဲ့ဒီကိစ္စတွေကိုအကွက်ချစီစဉ်ထားတာမျိုးမဟုတ်ပဲအာကီဆူမီဝါဖြစ်သူတွေကိုတွေးရှိပြီးနောက်ပိုင်းမှာတော့အကုန်လုံးကပြောင်းလဲသွားခဲ့ကြောင်းပြောပြနေပါတယ်။နောက်ပြီးအခုချိန်ကစလို့သူကိုယ်တိုင်ပဲထရမ့်မောင်နှမတွေကိုရင်ဆိုင်တော့မှဖြစ်ကြောင်းရှင်းပြလိုက်ပြီးတကယ်လို့သူသားတစ်ခုဖြစ်သွားခဲ့မယ်ဆိုရင်အာကီဆူကိုစောင့်ရှောက်ပေးဖို့အတွက်မှာနေခဲ့ပါတယ်။ဒါကြောင့်ဇိုရိုကမင်းအစ်စ်နဲ့ဘလို့လုပ်ပြီးထရမ့်မောင်နှမတွေကိုနိုင်ပါလေဆိုပြီးလှမ်းအောင်နေခဲ့တာပါ။ဘရိုဒူကတော့ဘလိုပဲဖြစ်ဖြစ်အသက်ကိုဆွန်စားရင်အနာဂတ်ကိုပုံဖော်နိုင်စွမ်းရှိတာကြောင့်ဆုံးဖြတ်ချက်ကိုမပြေနိုင်တော့ဘူးဆိုတာထွက်သွားပါတော့တယ်။ ဇိုရိုကလူဖီကိုဒီထောင်ချောက်ထဲကနေလွတ်မြောက်နိုင်မယ်အစီအစဉ်မရှိဘူးလားဆိုပြီးမေးနေကြတာပါအဲ့ဒီချိန်ယုတ်တရက်ဒက်လီကကနေထရန်တမားတယောက်ကရောက်ရှိလာခဲ့ပြီးဇိုရိုကိုသူ့ကိုမှတ်မိလားဆိုပြီးမေးနေပါတယ်ဒါပေမဲ့ဇိုရိုကဘူးခံပြီးညင်းနေတာကြောင့်ရန်သူလဲဒေါသထွက်သွားခဲ့ပြီးသူ့ရဲ့အစိတ်အတ်တွေကိုထုတ်ပြလိုက်ကဇိုရိုကိုဖမ်းဆီးခေါ်ဆောင်သွားပါတယ်နောက်တစ်ခါမှတော့သတိပြန်ရလာပြီဖြစ်တဲ့ဥဆုပ်တယောက်သူ့ဘေးမှာအချီနှောင်ခံထားရတဲ့ဇိုရိုကိုမြင်ပြီးအော်ဟစ်နေကြတာပါဘဲကင်ကတော့베리တန်း30တန်းနဲ့ရောဘာလူသားပင်လယ်တမားကောင်လေးကလည်းသူ့ရဲ့မျက်နှာချက်တွေကြားထဲမှာပိတ်မိပြီးတင်းနေလောက်ပြီလို့ဆိုကြနေနေပါတယ် အိမ်နောက်မှာတော့သူကကင်းကန်နွန်ကြီးကိုမင်္ဂလာပွဲကျင်းပမဲ့အထိမ်းအမှတ်အနေနဲ့စမ်းသပ်ပြစ်ခတ်ပြမှာဖြစ်ကြောင်းကြေညာလိုက်ပါရီ။နောက်ပြီးပြင်မကကားစင်ပေါ်မှာတင်ထားတဲ့ဟိုကောင်၃ကောင်ပဲလို့ဆိုလိုက်ပါရီ။ဒါကိုဒေါသထွက်သွားတဲ့နာမီကချက်ချင်းပဲသူ့ရဲ့ခြေထောက်နဲ့ကင်းပေးရဲ့မျက်နှာကိုချိန်ရွယ်လိုက်ပြီးနင်းရဲ့မိမအဖြစ်ခံမဲ့အစားဟိုကောင်နဲ့အတူတူရောပြီးတော့အသေးခံလိုက်မယ်ဆိုပြီးထားပြောပါရီ။ဒါကြောင့်ဘဲကင်းကလည်းပဲနာမီကိုပါဖျက်ရိုက်ချပလိုက်ပါရီ။ဒီလိုနဲ့ဘဲကင်းကအခုချိန်ကစပြီးမင်္ဂလာပွဲကနေသူ့ရဲ့အသေးခွဲအမတ်တရားပွဲကြီးအဖြစ်ပြောင်းလဲခြင်းပါတော့မှာဖြစ်ကြောင်းကြေညာလိုက်ကနာမီကိုပါကားစင်ပေါ်တင်ခိုင်းလိုက်ပါပြီ။ နောက်တစ်ခါမှာတော့သတိပြန်ရလာပြီဖြစ်တဲ့အာကီစုကလူဖီကိုဘိုရိုဒိုရောဆိုပြီးတော့မင်းနေပါရီဒါကြောင့်လူဖီလည်းဘိုရိုဒိုတယောက်ထရမ့်မောင်နှမကိုယင်ဆိုင်မှုအတွက်ထွက်သွားပြီဖြစ်ကြောင်းရှင်းပြလိုက်ပါရီစကားဆုံးမှာတော့အာကီစုလည်းဘိုရိုဒိုကိုစိတ်ပူသွားခဲ့ကကူညီပေးရမယ့်လူဖီကိုတော့မျက်စိနဲ့မမြင်တော့ဘဲအန်နီဒိုရဲကိုပြစ်ချထားပြီးထွက်ပြေးသွားပါရီအဲဒီချိန်တစ်ဖက်မှာတော့ဂင်းဘေးကဂင်းကန်နုံနဲ့ဇိုရိုရိုအုပ်စုကိုပြစ်ခတ်ဖို့အတွက်ကြိုးစားနေပြီးသူကအနိုင်ရရှိသူအပြုံးနဲ့ခြေနဲ့နေခဲ့ပါရီဒါပေမဲ့ထူးဆန်းစွာနဲ့ပဲရဲတိုက်ကြီးတစ်ခုလုံးကတုံ့လောက်လာခဲ့ပြီးပြစ်ကွင်းတဲ့တဲမှာဘိုရိုဒိုတယောက်အကာရန်တစ်ခုနဲ့အတူတူပေါ်ထွက်လာပါရီ သူရဲ့ခနာကူဘော်ကိုမိုင်းနေပြတ်တက်ဆင်ထားခဲ့ပြီးလက်တစ်ဖက်မှာလည်းမီးရှို့ကိုကင်ဆောင်ထားပါရီနောက်ပြီးဘိုရိုဒိုကဂင်းဘဲကိုနန်တော်တစ်ခုလုံးမရှိတဲ့ဒိုင်နမိုက်တွေကိုခိုးယူလာပြီးဖြည့်ချောင်းဝင်ခံလိုက်ပါရီဂင်းဘဲကဘိုရိုဒိုကိုတကယ်လို့မင်းသားဒီနေရာမှာဖောက်ခွဲမှုကြီးကိုပြုတ်လောက်လိုက်မယ်ဆိုရင်တစ်ကြုံလုံးပြက်စီးသွားမှာဆိုပြီးရှင်းပြနေကြတာပါပြီးတော့ကျွန်းရဲ့တော့ကိုလည်းညွှန်ပြလိုက်ပါရီဒါကြောင့်မလို့ဘိုရိုဒိုတယောက်တော်လေးကိုတွေ့ဝေသွားခဲ့ပြီးဆုံးဖြတ်ရခတ်သွားခဲ့ပါရီအဲ့နောက်မှာတော့အတွေးကပါရဲမျောနေတဲ့ဘိုရိုဒိုကိုဂင်းဘဲကချက်ချင်းမဲ့အခွင့်ကောင်းယူကဝင်တိုက်ခိုက်လိုက်ပြီးအဆုံးသတ်ဖို့အတွက်ကြိုးစားပါရီ ်အရာလုံးဆုံးသက်သွားပြီလို့ထင်နေရချိန်မှာပဲယုတ်တိရဲ့ရဲတိုက်တစ်ခုလုံးကတုံဟီးလာခဲ့ပြီးလူဖီတယောက်ခန်းမတွေကိုရောက်ရှိလာခဲ့ကဒါကိုမြင်လိုက်ရတဲ့ကင်းဘဲလဲအန်အောင်လို့သွားပါရီလူဖီကချက်ချင်းပဲသူ့ရဲ့ရှေ့မှာပြုတ်ကျနေတဲ့ဒိုင်နမိုက်ကိုကောက်ကင်လိုက်ပြီးတစ်ဖက်မှာရှိတဲ့အကာရန်လေးကိုပြစ်ထည့်လိုက်ကဖောက်ခွဲမှုကြီးတစ်ခုကိုပြုတ်လုလိုက်ပါရီအဲဒီနောက်မှာတော့အခွန်ငွေတွေကြားတွေကနေဇိုရိုစန်ကြီးနဲ့ဥဆုပ်တို့ကထွက်လာခဲ့ကြပြီးတိုက်ပွဲကြီးလဲစတင်လို့လာခဲ့ပါပြီဥဆုပ်ကတော့ထုံးစံတိုင်းသူ့ရဲ့လေးကောင်နဲ့စကန်ဝမ်ကိုပြစ်ချလိုက်ပြီးမယ်ရီဘောကိုချက်ချင်းခုန်တက်သွားခဲ့ကအဖွဲသားတွေရဲ့ကိုပိုင်းလက်နက်တွေကိုအပေါ်ကနေကျဲချပေးလိုက်ပါရီ အဲ့ဒီအချိန်လူဖီကသူ့ရဲ့ပစ္စတိုလက်သီးအစွမ်းကိုအသုံးပြုပြီးကင်ဘဲရဲ့ခန္ဓာကိုယ်ကိုအဆက်မပြတ်ထိုးနှံနေခဲ့တာပါ။ဒါပေမဲ့ကန်ဆိုးစွာနေပဲကင်ဘဲကကြောက်တုံးလူသားတယောက်ဖြစ်နေတာကြောင့်လူဖီရဲ့ရာဘာအစွမ်းကတိုးမပေါက်ဖြစ်နေပါလိမ့်။တစ်ဖက်မှာလည်းဘူဂျက်ကစန်ကြီးကိုဖနက်လေးပြန်ဝေးလာရုံနဲ့မင်းကဘာမှထူးခြားတဲ့ကောင်ဖြစ်လာမှာမဟုတ်ဘူးဆိုပြီးနှိမ့်ချပြောဆိုနေပါလိမ့်။ဒါအပြင်မင်းလုံးမပြောကောင်ကမိမတယောက်ကိုမပြောနဲ့မင်းကိုမင်းတော်ခုခံကာကွယ်နိုင်မှာမဟုတ်ဘူးဆိုပြီးခနဲနေပါလိမ့်။ စကားဆုံးမှာတော့ဘူဂျက်တယောက်သူ့ရဲ့တန်ကြာကခန္ဓာကိုယ်နဲ့စံကြီးကိုပြစ်ဆောက်လိုက်ပြီးမှကန်ဆိုးစွာနဲ့ပဲစံကြီးရဲ့ကန်ချက်တွေကိုသာအဆမပြတ်ခန်းစားလိုက်ရပြီးဝက်ကောင်လုံးငင်ဘွားကိုရောက်ရှိသွားပါသည်စကန်ဝမ်ကတော့ဦးစုပ်ကိုယူကြောင်ကြောင်တိုက်ခွက်တီနဲ့တိုက်မနေဖို့နဲ့သူ့ရဲ့တန်းခွေစွမ်းအားကိုမေးနေပြီလားဆိုတာပေါက်ကွဲနေပါသည်ဒါပေမဲ့ထုံးစံတိုင်းညဏီညဏ်နဲ့မျောလို့နဲ့ဦးစုပ်တယောက်ငူလိုက်ရီလိုက်လုံနေပြီးတစ်ဖက်ကဝင်လာနေတဲ့စကန်ဝမ်ကိုမိကျဲဝင်းနဲ့အဆုံးသတ်ပေးလိုက်ကရေထဲကိုခုန်ဆင်းသွားပါသည်တစ်ဖက်မှာလည်းဇိုရိုတယောက်ရန်သူဘက်ကပြစ်လို့လိုက်တယ်နီဒယ်စတင်းတွေကိုသူ့ရဲ့ဓာတ်နဲ့ဖယ်ချပြစ်လိုက်ပြီး ။အိုနီဂီရီခုတ်ချက်နဲ့ပဲဆုံးသက်ပေးလိုက်ပါတယ်။နာမီကတော့ဟန်နီကွင်းကိုဖမ်းမလင်းတစ်ခုတည်းကိုဖမ်းထည့်ထားလိုက်ချင်း။ဘဲကင်းကတော့လူဖီကိုသူ့ရဲ့ချောရည်လက်သီးနဲ့ထိုးချိန်နေပါတယ်။ဒီလိုနဲ့ချက်မှာတော့ဘိုရိုတို့ကကင်းကန်တုံကိုအသုံးပြုပြီးကင်းဘဲကိုပြစ်ခတ်လိုက်ပါတယ်။ဒါပေမဲ့ကင်းဘဲကိုထိမသွားဘဲကင်းဘဲရဲ့ပြန်လည်တိုက်ခိုက်မှုကခံရမယ့်အခြေအနေကိုရောက်ရှိသွားပါတယ်။ဒီလိုနဲ့ချက်မှာတော့ကင်းဘဲကဘိုရိုတို့ကိုတနက်နဲ့ပြစ်လိုက်ချင်း။အာဂီစုကဝင်ရောက်ကာကွယ်ပေးလိုက်ပြီးရဲရိုက်ရဲ့ပြင်ဘက်ကိုလွင့်စင်သွားပါတယ်။ဒါကိုမြင်လိုက်ရတဲ့လူဖီလေးတော်လေးကိုတုံ့လှုပ်သွားခဲ့ချင်း။ကင်းဘဲကတော့ ခတ်တုံးတုံးတနားစရာကောင်းလေးတကောင်တော့အသေးချင်းစိုးနဲ့တည်သွားပြီဆိုပြီးအားရပါရပြောဆိုနေပါရီလူဗီကကင်းမဲကိုဂလီတယောက်ကိုအဲ့လိုမပြောဘူးနဲ့တကယ်လို့အဲ့လိုဆက်ပြီးပြောနေမယ်ဆိုရင်ခမားကိုခွင့်မလို့ဘူးလို့ဆိုတာချက်ချင်းပဲကင်းမဲကိုဇွဲကင်ပေါချပြလိုက်ပါရီဒီလိုနဲ့ကင်းမဲတယောက်ဂင်းကန်နော်နာကိုမတော်တဆရောက်ရှိသွားခဲ့ပြီးသူကပြန်ထလာပါရီနောက်ပြီးဂင်းကန်နော်နဲ့လူဗီကိုပြစ်ချထိုက်လိုက်ပါရီဒါပေမဲ့လူဗီကတော့ဂင်းကန်နော်ရဲ့အမြောက်ဆန်ကြီးကိုသူ့ရဲ့လက်တွေနဲ့ဖမ်းဆွဲထားလိုက်ရဲရဲရဲအပြင်ဘက်ကနေဝဲဥလေးပုံတံရံရစ်ခွေပြီးကင်းမဲစီကိုပြန်ပြစ်လွှတ်ပေးလိုက်ပါရီ ပြင်းထန်လွန်းတဲ့ပြစ်ခတ်မှုကိုခံစားလိုက်ရခြင်းမှာတော့ဂင်ဘဲတရားအောက်ကိုပြုတ်ကျသွားခဲ့ပြီးတစက်ထဲမှာပဲကျွန်းတစ်ခုလုံးလည်းပေါက်ကွဲတဲ့အနေနဲ့ဆူညံလာခဲ့ပါတယ်အဲ့ဒီအချိန်တစ်ဖက်မှာတော့လဲကြနေတဲ့အာကီဆူတီယောက်တတိပြန်ရလာခဲ့ပြီးသူကဘိုရိုဒိုကိုဇိန်နာယီကအတန်မီလာခဲ့ပြီးဖြစ်ကြောင်းပြောပြနေပါတယ်။တစ်ဖက်မှာလည်းဒါဝိုတတိထားမိလိုက်ကြတယ်အာကီဆူရဲ့မိဘနှစ်ပါးကလည်းဇိန်နာယီရဲ့တန်ကြောင်အံ့ဩနေပြီးအာကီဆူကတော့တန်စင်ဘူးလေးကိုလှုပ်ခဲတဲ့သူကအဒေါ်လာဆိုပြီးလာမင်းနေတာပါ။ဒါကြောင့်မလို့သူတို့လည်းအပြစ်မှန်အားလုံးကိုဝန်ခံလိုက်ရပြီးအာကီဆူလည်းပျော်ရွှင်သွားပါတယ်။တစက်ထဲမှာပဲဂျွန်းကြီးကပြိုကျလာတာကြောင့်သူတို့အားလုံးလည်း ကိုစီကိုစီလေထီးတွေကိုအသုံးပြုပြီးအသက်အနေကနေလွတ်မြောက်အောင်ရှောင်နှိမ့်လိုက်ကြပါရစေ။နောက်တစ်ခါမှတော့အာကီစုတယောက်အမေဖြစ်သူကိုဖတ်ကောင်းငုံနေကြတာပါ။အဲဒီအချိန်တစ်ဖက်မှာလေလူဖီကဘိုရိုတိုကိုရှေ့လျှောက်ခီးစဉ်တွေကိုအာကီစုမပါဘဲဖျက်ဆီးမှုအတွက်အဆင်ပြေလားဆိုပြီးမင်းနေကြတာဖြစ်ပါရစေ။ဒါကြောင့်မလို့ဘိုရိုတိုလည်းသူနဲ့အတူရှိနေမှာထက်စားလို့ရှိရင်အာကီစုကပိုကောင်းမွန်တဲ့ဘဝကိုရရှိသွားပြီလို့ပြန်ဖြေလိုက်ပါရစေ။အဲ့နောက်မှာတော့အရာအလုံးကခိတငိမ့်သက်သွားခဲ့ရပြီးရုတ်တရက်လေးပေါ်ကိုအာကီစုကခုန်တက်လာခဲ့ကသူ့ကိုတယောက်ထဲထားခဲ့တဲ့အတွက်ဘိုရိုတိုကိုအပြစ်တင်နေပါရီ ဒါကြောင့်ဘိုရိုတို့လည်း1-1တာဖြစ်သွားခဲ့ရပြီးချက်ချင်းပဲသူ့ရဲ့မျက်နှာကပြန်လဲဝင်လာလို့လာပါရည်ဒီလိုနဲ့နောက်ဆုံးမှာတော့အာဂီဆူကကမ္ဘာတော်ဆုံးသခုံးညီနောင်ဂိုင်းကိုအတူတူဆက်လက်တီထောင်ကြမယ်လို့ကြွေးကြော်လိုက်ပြီးထရမ်မောင်တမရီရဲ့ရန်နာရီကိုတယောက်တစ်ပတ်စီခွဲဝေဖို့တဲ့အတိုင်းမင်းနေခဲ့ကဇလန်လီကလည်းဒီမာရီမဲအဆုံးသတ်သွားခဲ့ပါရည်